်မင်္ဂလာပါရှင်ခိတိတရင်ဌာနကနေတရင်များကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့မယန်းကုန်ဆွဲတော်မြက်လန့်ရှိရဲစခန်းကိုရန်ကုန်ပျောက်ကြားတပ်ဖွဲ့ဘုံဖောက်ခွဲတိုက်ခိုက်စစ်ကောင်စီတပ်ဖွဲ့ဝင်၉ဦးသေဆုံးတဲ့ဆွဲတရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ရန်ကုန်မယန်းကုန်မြို့နယ်၅ရပ်ကွက်ဆွဲတော်မြက်လန့်ရှိမယန်းကုန်မြို့မှရဲစခန်းကိုရန်ကုန် UG အဖွဲ့ကရှင်းနေနိုဝင်ဘာ23ရက်မနက်9:00နာရီတွင်ဘုံဖောက်ခွဲတိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့တေဆုံထိခိုက်မှုရှိနိုင်ကြောင်းသတင်းရရှိပါရသည် အဝေးထိန်းနဲ့ပေါက်ခွဲကြတာပါပေါက်ခွဲတာကစစ်ခွေးတွေရှိနေတဲ့နေရာမှာပဲပေါက်သွားတာဆိုတော့ထိခိုက်သေးဆုံးမှုတေချာပေါက်ရှိနိုင်တယ်ကျွန်တော်တို့ထက်ရတဲ့တရင်က၉ရောက်သေးတယ်လို့သိရတယ်ဟုရန်ကုန် EUG အဖွဲ့ဝင်ကတရင်ဌာနကိုပြောပါတယ်မရန်ကုန်မြို့မှာရဲစခန်းတွင်ယနေ့နေ့ကပေါက်ကွဲမှုမရှိကြောင်းရဲစခန်းမှရဲတပ်သားတအုပ်ကတရင်ဌာနကိုဖုံးဖြစ်ဖြေကြားပါတယ်ပေါက်ကွဲတိုက်ခိုက်မှုကြောင့်အကြံဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တိုက်ဆုံမှုရှိမရှိကိုသတင်းဌာနအနေနဲ့တိကျတည်ပြနိုင်ရန်စူးစမ်းဆောင်ရွက်လျက်ရှိပါတယ် ဆက်လက်ပြီးရခိုင်တပ်တော် AA မှနာမခဌာနချုပ်တို့ထိုးစစ်ဝင်လာမှုစစ်အာဏာရှင်ရွေးကောက်ပွဲမတိုင်မီပြင်းထန်လာသောစစ်အခြေအနေဆွဲတဲ့တင်ကိုတင်ဆက်ပြသမှာဖြစ်ပါတယ်။2025ခုနှစ်နိုဝင်ဘာ20ရက်နေ့တွင်ရခိုင်ပြည်နယ်အတွင်းစစ်ရေးအခြေအနေသည်ပုံမုံမြင့်တက်လာနေပြီးအထူးသဖြင့်မကွေးတိုင်းရှိနာမခနေမြေကောက်ဝဲရေးအဖွဲ့ဌာနချုပ်တီရှိရာဗဟိုဧရိယာသို့ရခိုင်တပ်တော် AA အင်အားစုများကထိုးစစ်ဝင်ရောက်လာကြောင်းဒေသခံများနှင့်တနက်နီးစပ်သူတွေထံမှတဆင့်သိရပါတယ်။ နာမခသည်စစ်ကောင်စီလက်အောက်ခံလုံခြုံရေးဌာနတစ်ခုဖြစ်ပြီးရွေးကောက်ပွဲပြင်ဆင်မှုများအတွက်အကြီးကတာဝန်ရှိသူများအဖြစ်အစိုးရသက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းနေကြပါသည်။ထို့ကြောင့် AA တပ်ဖွဲ့၏ထိုးစစ်လုံဆောင်မှုကိုရွေးကောက်ပွဲမတိုင်မီစစ်ကောင်စီအာဏာအခြေခံအဖွဲ့အစည်းများကိုချိုးဖောက်ဖျက်ဆီးရန်ရည်ရွယ်ချက်ရှိသည်ဟုစစ်ရေးစုံစမ်းသူများကတုံ့တက်ထားကြပါသည်။ဒေသခံများကနာမခယုံအနီမှမင်းညာပိုင်းကလက်နက်ကြီးတန်တွေမော်တာအုံတန်တွေနဲ့တပြိုင်နက်တည်းမှာလေရင်အနားတန်တွေပါကြားရတယ် စစ်တပ်ဘက်ကလည်းတုံ့ပြန်ပစ်ခတ်နေကြတာမြင်ရတယ်ဟုပြောကြပါဗယ်ထိုတိုက်ပွဲသည်ရခိုင်တပတ်ကတဲ့ကမှစတင်ခဲ့သောရခိုင်တပ်တော်၏စစ်စင်ရေးတစိမ့်တစ်ပိုင်းဖြစ်ပြီးနာမခဌာနချုပ်နှင့်ပတ်သက်သည့်ဌာနဆိုင်ရာအဆောက်အအုံများကိုလုံးဝလက်လွတ်မပေးရန်အ धिक ရည်ရွယ်ထားသည်ဟုဆိုကြပါဗယ်တပ်ဖက်မှစစ်ကောင်စီဘက်ကလည်းနမခဌာနချုပ်အနီးသို့လေတပ်နှင့်တပ်မတော်အင်အားတချို့ပေးပို့ထားပြီးညအခိုက်အတန့်အတိုင်းတွင်လေကြောင်းတိုက်ခိုက်မှုများဇက်တိုက်ပြုလုပ်နေကြောင်းသတင်းများထွက်ပေါ်လာပါသည် လူတချို့ကလည်းမြို့အပြင်ကိုထွက်ပြေးနေကြရတယ်လို့ပြောဆိုကြပါတယ်။မြန်မာနိုင်ငံအတွင်းစစ်အာဏာရှင်အဖွဲ့ကရွေးကောက်ပွဲပြင်ဆင်နေချိန်တွင်ဗဟိုအာဏာအုပ်ချုပ်မှုအဆောက်အအုံများကိုတပတ်သက်ထိုးဖောက်မှုများလှုံ့ဆော်နေခြင်းသည်စစ်ရေးအ мян တုံ့ပြန်မှုတစ်ခုအနေနဲ့သာမကနိုင်ငံတကာအမြင်တွေတွင်လည်းစစ်အာဏာရှင်၏တည်မြဲမှုကိုတတ်သိမပြနိုင်တော့သည့်အခြေအနေတစ်ခုအဖြစ်သုံးသပ်ခံနေပါတယ်။နာမခဌာနချုပ်အနီးတွင်စစ်တပ်ဘက်မှလက်နက်ကြီးများတပ်ဆင်ထားတော့လေအေအေတပ်ဖွဲ့များကတောင်အုပ်ချင်းများမှလှုပ်ရှားပြီးစစ်အကွာအဝေးအနေနဲ့ ဝင်ရောက်တိုက်ခိုက်နေတဲ့တရင်များလေးကြားလိုက်ရပါတယ်။ဒီတိုက်ပွဲပေါ်မှာရက်ခိုင်ပြည်သူအများကလည်းအစိုးရဘက်အဖွဲ့များထံအေးအေးအပေါ်တန်တမန်နဲ့ထောက်ခံမှုပိုများလာနေကြောင်းတရင်ထုတ်ပေါ်သူများကပြောကြားပါတယ်။နာမခဌာနာချုပ်သည်စစ်အာဏာရှင်အခြေခံအဖွဲ့တစ်ခုဖြစ်သည့်အတွက်ထိုနေရာတုတ်တင်ခြင်းကိုအေးအေးအတွက်စည်ရေးအရေးကြီးမှုရှိသောအစဉ်အနေနဲ့သတ်မှတ်နိုင်ပါတယ်။တိုက်ပွဲများဆက်လက်ဖြစ်ပွားနေချိန်တွင်လည်းစစ်ကောင်စီဘက်ကမြည်သည့်အကြောင်းအရာမှတုံ့ပြန်ချက်မထုတ်ပြန်သေးပါဘူး။ နာမခဌာနာချုပ်အပေါ်ရခိုင်တပ်တော် AAE ထိုးစစ်သည်တာမန်တိုက်ပွဲတစ်ခုမဟုတ်ပါ၎င်းသည်ရွှေခောက်ပွဲမှတိုင်ပြီးစစ်အာဏာရှင်၏စီးမြင်ကြကြအုပ်ချုပ်မှုကိုမျှော်မှန်းချက်မဲ့အောင်ဖျက်ဆီးခြင်းဖြစ်တဲ့ကဲ့သို့မြန်မာနိုင်ငံအတွင်စစ်အင်အားချိုးစားကိုပြန်လည်ပြောင်းလဲသွားစေနိုင်ပြီးတိုက်ပွဲတစ်ခုဖြစ်လာနိုင်ပါတယ်။ဆက်လက်ပြီးရန်ကုန်မန္တလေးအမြလမ်းမှာတိုက်ပွဲဖြစ်ပွားတဲ့ဆွေသတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ရန်ကုန်မန္တလေးအမြလမ်းမိုင်းတိုင်အမှတ်338အနီးကစစ်ကောင်စီတပ်နဲ့ပြည်သူ့ကောက်ွယ်ရေးပူးပေါင်းတပ်တွေအကြား နိုဝင်ဘာ22ရက်နေ့ညနေ3:00နာရီချိန်တိုက်ပွဲဖြစ်နေတာကြောင့်လမ်းပိုင်းအသုံးပြုသူတွေသတိထားသွားလာကြဖို့နဲ့လက်ရှိမှာလမ်းပိုင်းလေးယာယီပိတ်ဆို့နေတယ်လို့သိရပါတယ်။338မိုင်ဆိုတာမန္တလေးမြို့တဲဝင်တော့မယ်လေ။တရာဦးနဲ့မိထီလာကြမှာပါ။ဒီမနက်ရန်ကုန်ကိုသွားဖို့မန္တလေးကအထွက်မှာတိုက်ပွဲဖြစ်နေတယ်ဆိုလို့စောင့်နေတာ။အချိန်ကနေ့လယ်ပိုင်းလေးရောက်နေပြီးရန်ကုန်အဝင်နောက်ကျသွားနိုင်တာရောညပိုင်းမမောင်းကျင်တာရောနောက်ရက်အေးဆေးဖြစ်မှာပဲသွားတော့မယ်ဟုမန္တလေးမြို့က UT မြန်မာရဲ့သတင်းရင်းမြစ်ကပြောပါတယ်။ ထိုလည်းရေးပူပေါင်းတပ်တွေဟာရန်ကုန်မန္တလေးအမြန်လမ်းမိုင်းတိုင်းအမှတ်318 319အနီးကဖြင်းစီအမြန်လမ်းရေးခင်းစခန်းကိုတိုက်ခိုက်နေတာလို့သိရပါတယ်တိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်လို့တပ်ဆိုင်နဲ့ပြည်သူ့ကောက်ွယ်ရေးတပ်ဘက်ကအတိပေးထုတ်ပြန်တာမျိုးမရှိသေးပါဘူးအမြန်လမ်းတိုက်ပွဲတွေနဲ့ပတ်သက်လို့မလို့အပ်ဖဲအမြန်လမ်းအတုံးမပြူဘူးကားမှန်ချမောင်းဖို့လမ်းကိုညပိုင်းအတုံးမပြူကြဘူးတိုက်ပွဲဖြစ်ပွားရင် ရောက်ရနေရမှာရက်တံပြီးလုံကြုံတဲ့နီးစက်ရနေရာတွေမှာ နေထိုင်ကြဖို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက2024ခုနှစ်အမြန်လန်းတိုက်ပွဲဖော်ဆောင်နေစဉ်ကတည်းကတတိပေးထားပါတယ်။ဆက်လက်ပြီးတောင်သာမြို့နယ်ညောင်တူရွာကစစ်တပ်ကမီးရှို့ဖျက်ဆီးမှုအသက်အရွယ်ကြီးရင်နေသောဖုန်ကြီးတပါမီလောင်သေဆုံးပြီးနေအိမ်60ခန့်ပြာကျတဲ့ဆွေသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းတောင်သာမြို့နယ်ညောင်တူရွာကိုအကြမ်းဖက်စစ်တပ်ကမီးရှို့ဖျက်ဆီးမှုအသက်အရွယ်ကြီးရင်နေသောဖုန်ကြီးတပါမီလောင်သေဆုံးပြီးနေအိမ်60ခန့်ပြာကျခဲ့ကြောင်းဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါရသည် နိုဝင်ဘာလ22ရက်နေ့နံနက်8:00နာရီခန့်မှစတင်ပြီးတောင်သာမြို့နယ်ညောင်တူရွာကိုအကြံဖက်စစ်တပ်ကတနက်များပြစ်ပေါက်ကဝင်ရောက်စီးနှင်းခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အကြံဖက်စစ်တပ်ကဝင်ရောက်စီးနှင်းပြီးနောက်နေအိမ်များကိုမိရှုဖျက်ဆီးစဉ်ခြေရွာအတွင်ထွက်ပြေးတိမ်းရှောင်နိုင်ခြင်းမရှိသည့်အသက်အရွယ်ကြီးရင့်နေသောဖုန်ကြီးတစ်ပါးမိလောင်တေဆုံးကနေအိမ်90ခန့်ပြာကျခဲ့ကြောင်းသိရပါတယ်။ ။ဒီလောက်သေဆုံးခဲ့တဲ့ဖုန်ကြီးကအသက်ကြီးတော့ဘယ်မှမပြေးနိုင်ပဲမိသေးပါသွားတာ။စစ်ခွေးတွေမိရှို့လို့နေအိမ်90လောက်ပြကျသွားတယ်လို့သိရတယ်။ဖမ်းဆီးခံရတဲ့ပြည်သူတွေတော့မရှိဘူး။မနေ့ကမနက်ခင်းကလေးကစစ်ကြောင်ထိုးမယ်လို့တရင်ရလို့တရွာလုံးရှောင်နေကြရတာဟုဒေသခံပြည်သူတို့ကပြောဆိုပါတယ် အဆိုပါညောင်တို့ရွာသည်အကျန်းဖတ်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများမကြာခဏပြုလုပ်နေသောခြေရွာဖြစ်ပြီးလက်ရှိချိန်တွင်ခြေရွာ၏ပြည်သူများသည်ဘေးလွယာကိုထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါသည်။ထို့ပြင်အကျန်းဖတ်စစ်တပ်စစ်ကြောင်းသည်တောင်သာမြေတရောက်လမ်းပိုင်းညောင်တို့ခြေရွာလမ်းခွဲရှိတော်လရဲတပ်ဖွဲ့၏ခိတ်စခန်းကိုလည်းဝင်ရောက်စီးနှင်းမိရှုဖျက်ဆီးသွားကြောင်းသိရပါသည်။ဆလပီမြောက်ရီမြို့နယ်တွင်တိုက်ပွဲဖြစ်ပြီးမြန်မာဘက်မှလက်နက်ကြီးများထိုင်းဘက်သို့ကြားရောက်ပြီးနေအိမ်နှင့်ကားများပြက်စီ ထိုင်းစစ်တပ်ကလည်းလက်နက်ကြီးကြီးဖြင့်မြန်မာဘက်သို့တတိပေးပြန်လည်ပစ်ခတ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ခရီးပြည်နယ်မြောက်ဝတီမြို့နယ်မင်းလက်ပတ်ကျေးရွာတွင်ယနေ့အကြမ်းဖက်စစ်တပ်နှင့် KNL တပ်များထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ကပစ်ခတ်တော်ကြီးများမှထိုင်းနိုင်ငံဘက်အကြမ်းကြောက်ခဲကလူနေအိမ်လေးလုံးဖျက်ဆီးခြင်းနှင့်ကားတစ်စီးဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ချင်းကဲ့သို့ထိုင်းနယ်မြေအပေါ်သို့ မြန်မာဘက်မှလက်နက်ကြီးကြီးများခြားရောက်မှုကိုထိုင်းစစ်တပ်ကတတိပေးသည့်အနေဖြင့်120မမလက်နက်ကြီးကြီးအလွတ်ဖြင့်တတိပေးပြန်လည်ပစ်ခတ်ခဲ့ကြောင်းထိုင်းသတင်းဌာနများကသတင်းဖော်ပြပါရယ်။ယနေ့နိုဝင်ဘာလ22ရက်နံနက်ပိုင်းမြောက်ဝတီမြို့နယ်မင်းလက်ပံကျေးရွာကကြားဖြတ်ချက်ဝင်အတွင်တက်ဆွဲထားသောအကြံဖတ်စစ်တပ်လက်အောက်ခံ DGPA ဘိုးစောစန်းအောင်နှင့်အဖွဲ့က81မမ60မမစနိုက်ပါတို့ဖြင့်ပစ်ခတ်ခဲ့ရန်ထိုင်းနိုင်ငံမဲဆောက်ခရိုင်အတွင်ရှိကျေးရွာများပေါ်သို့ခြားရောက်ပောက်ကွဲခဲ့ပြီးလူနေအိမ်လေးလုံးနှင့်မော်တော်ယာဉ်တစ်စီးပျက်စီးခဲ့ကြောင်း လူထိခိုက်ဒေဆုံးမှုမရှိကြောင်းစစ်တပ်နှင့် KNL တပ်များအကြားဖြစ်ခတ်မှုများဖြစ်ပေါ်ခဲ့ကြောင်းထိုင်းဘက်သို့လက်နက်ကြီးများကျရောက်သည့်အတွက်ထိုင်းတော်ဝင်စစ်တပ်ကဒေသနေပြည်သူများကိုအရေးပေါ်ရွှေ့ပြောင်းပေးခဲ့ကြောင်းသိရပါသည်ရှင်ပြင်ယမန်နေ့နိုဝင်ဘာလ22ရက်နေ့ကမြောက်ပြည်မြို့နယ်မင်းလက်ပံကြီးရွာနေအင်ဂျင်မြိုင်ကြီးရွာတို့ဘက်တွင် DKPA လက်အောက်ခံချားဖြတ်ယုံဆောင်စစ်သားများနှင့် KNL 32ဖြူဟာစစ်ကြောင်းတို့ကြားထိုက်ပွဲဖြစ်ခဲ့ပြီး DKPA စစ်သား20ဦးနှင့်အတူ လက်နက်ခဲယံများကို KNL ကခေါ်ဆောင်သိမ်းဆီးသွားကြောင်းသိရပါတယ်။မနေ့ကမင်းလက်ပံနဲ့အင်ဂျင်မြိုင်ရွာမှာတိုက်ပွဲဖြစ်နေတုန်းကြာဖြတ်ချန်ဝင်းမှာစောင့်နေတဲ့ DGPA ရဲဘော်တွေကမြင်းဆေးတွေအရက်တွေမှုပြီးတနတ်တွေပြစ်ဖောက်တာလုပ်ကြတယ်။မင်းလက်ပံရွာပြင်လက်ပိုင်းမှာ DGPA ဘိုးဆန်းအောင်အဖွဲ့ကလုံခြုံရေးပေးထားတာမနေ့ကနဲ့ဒီနေ့ဖြစ်တဲ့တိုက်ပွဲတွေကြောင်းမင်းလက်ပံရွာသားတွေတောင်ရင်မြစ်ဘက်ကိုရှောင်နေရတဲ့စောဆန်းအောင်ရဲ့ ကြားဖြတ်တိုက်တွေကနေပြည့်တဲ့81မမတွေ60မမတွေစတိုက်ပါကြီးတွေထိုင်းရက်ကွက်နဲ့တောင်ယာတွေတဲကိုကြားတာလူတော့ထိခိုက်မှုမရှိဘူးအိမ်တွေကားတွေထိခိုက်တယ်ဟုခရင်စည်ရေးတရင်ချင်းမြက်ကပြောဆိုပါတယ်မြဝတီမြို့နယ်မင်းလက်ဖန်ကျေးရွာတွင်ထိတွေ့တိုက်ပွဲများကြောင့်အဆိုပါကျေးရွာမှပြည်သူ300ကျော်မှထိုင်းမြန်မာနယ်စပ်တောင်ရင်မြစ်ကမ်းပြီးသို့ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်းသိရပါတယ်။စမိုင်းတရင်တင်ဆက်မှုကိုဒီမှာပဲရနာအခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေ့ကြပါစေရှင်။